ေ့ဟာမြတ်ဗုဒ္ဓရဲ့အရေးအာဝါဒအောက်မှာတည်ရှိတာဖြစ်ပါသောကြောင့်ရောက်ရှိလာသူအလုံးကိုယ်စိတ်နှလုံးအေးချမ်းသာရကြပါမည်ခင်ဗျာပေတဝတ္ထုများကိုခြေခံ၍မနာလိုသူတို့ဤနိဂုံးဆိုတဲ့တရားဖြစ်ပါတယ်အထာတာလီနေမှာဖွင့်ဆိုထား၍တင်းကျိုဒီကကြောင့်မှလည်းပဲရှင်းပြထားသောမစ္စရိယတရား၅ပါးရှိတယ်အာဝါဒမစ္စရိယចောင်းကံအိယာနေယာ ထိုင်ခင်းတို့၌ဝန်တုံမူကုလမစ္စရိယဒါယကာဒါယိကာမဆွေမျိုးညာတိမိသင်္ဂဟာတို့၌ဝန်တုံမူလာဘမစ္စရိယပစ္စည်းလတ်လာဘတို့၌ဝန်တုံမူဝန္နမစ္စရိယကိုယ်အဆင်းဂုံတင်းတို့၌ဝန်တုံမူဓမ္မမစ္စရိယပရိယတ်တိပရိဝေဒဓမ္မအတတ်ပညာစသည်တို့၌ဝန်တုံမူအဲ့ဒီလိုမျိုး ဝန်တို့ချင်းငါမျိုးတို့ကြောင့်အပေကိုကြစေတယ်ဒီလိုအပေကိုကြစေတဲ့နေရာမှာမစ္စရိယတရားငါးပါးတို့မှာအာဝါဒမစ္စရိယဆိုတဲ့နေရာထိုင်ခြင်းနဲ့ပတ်သက်၍ဝန်တို့မှုဖြစ်ပါကတမျက်ခြေစုကို ကောင်းဖြင့်ရွက်ဆောင်ရတဲ့ဘလူးပြိတ္တာဖြစ်ရတတ်တယ်တကားတကမဆွေမျိုးမိတ်ဆွေတငယ်ချင်းစတဲ့အမျိုးဆွေတို့၌ ဝန်တိုခြင်းကုလမစ္စရိယာကြောင့်သွေးအံတက်တယ်ဥသိမ့်ဥမတို့လည်းပြတ်တက်တယ်လာဘမစ္စရိယာဆိုတဲ့လက်လာဘနဲ့ပတ်သက်ပြီးဝန်တိုခြင်းဖြစ်ပါကဘလူးပြိတ္တာစပကြီးမွေအဲ့ဒီလိုအပေကိုကြားရတတ်တယ်ဝန်နာမစ္စရိယာကိုယ့်ရဲ့အစင်းအင်္ဂါစသည်တို့နဲ့ပတ်သက်၍ဝန်တိုတာသူတော်အားတို့၏ အစဉ်အင်္ဂါလပခြင်းစသည်တို့ဖြင့်ဂုံကျေးဇူးတည်င်းစသည်တို့၌မနာလိုဝန်တိုတွေဖြစ်တဲ့အခါအစဉ်မလအယုတ်ဆိုးတတ်တယ်။ဓမ္မမစ္စရိယကြောင့်တရေတွှဲွှဲကြတတ်တယ်။တနည်းအားဖြင့်ဆိုရင်အာဝါဒမစ္စရိယနေရထိုင်ခင်းတို့နဲ့ပတ်သက်ပြီးဝန်တုံမှုဖြစ်ပါကတန်ဖိုးငရဲမှာခံရတတ်တယ်။ကုလမစ္စရိယဆိုတဲ့ တကားတကမမိတ်ဆွေတငယ်ချင်းစသည်တို့နဲ့ပတ်သက်ပြီးဝန်တိုပါကလက်သက်ပါကနေပါတယ်လာဘမစ္စရိယာကြောင့်မစင်ပင်ပုတ်ငရဲမှခံရတတ်တယ်ဝန်နာမစ္စရိယာကြောင့်ဖြစ်ရဘဝမှာအစင်းမလှဖြစ်တတ်တယ်ဓမ္မမစ္စရိယာကြောင့်ပြာဘူးငရဲမှခံရတတ်တယ်လို့အထာတာလေးနေမှာလာတယ်ဒါကြောင့်ဝန်တိုခြင်းတရားတို့ဟာရှောင်ရှားတဲ့တော်တရားတွေဖြစ်တယ် ဲ့ဒီမနာလိုခြင်းတရားကြောင့်လည်းပြိတ္တာဖြစ်ကြရတဲ့သာရကတွေရှိတယ်။ဒါကိုပေတဟုတုထဲမှာပင်စဗုဒ္ဓခါရကပေတိဆိုတဲ့ပြိတ္တာမှတယောက်အကြောင်းဘုရားရှင်ဟောပြထားတာရှိတယ်။မြတ်စွာဘုရားတာဝိထိပြည်မှာနေတော်မူစဉ်သနဗုဒ္ဓအယံမှာဝါဆိုကြတဲ့ယဟန်တော်ရှင်ပါတို့ဟာဝါကျွတ်တဲ့အခါမှာမြတ်စွာဘုရားကိုပူမြော်ဖို့တာဝိထိကိုကြွလာကြတဲ့အခါမှာ တာဝတိပြည်ရဲ့မနီးမဝေးမှာရှိတဲ့ရွာတရွာနားမှာအေးအာဝတရေရုံးနဲ့ပြည်စုံတဲ့တောအုံမှာနေကြတယ်။ဒီခါမှာပြိတ္တာမတယောက်ကမထေမြတ်တို့ကို သူ့ရဲ့ကိုယ်ကိုထင်ရှားပြတယ်။ဒီတော့မထေတို့ကလည်းမေးကြတာပေါ့။တနာစပွဲမျက်နှာငယ်လေးနဲ့လှဲ့လေသွားလာ၍နေရှာတဲ့နှမအသင်ကအဝတ်မပါဗလာကိုတိဖြစ်ပြီးတော့ မကြည့်ရမရှိသာလွန်စွာ ဆိုးရွားတဲ့ရုပ်အဆင်းလည်းရှိတယ်။တဲ့ရဲ့ကိုခန္ဓာကလည်းမနစ်မြုပ်ွယ်တကယ်ဆိုးရွားတဲ့အပုပ်နံတွေနန်းစော်နေတယ်။ရံကောင်းအမျိုးမျိုးကလည်းပဲဝိုင်းအောင်ထိုးကြိုက်နေကြပေတယ်။တနာစရာငိုယိုမြည်တမ်းပြီးတော့ဟစ်အော်နေရတဲ့ခြင်းမှာသင်ဟာဘယ်မျိုးရွာဘယ်အမျိုးကမကောင်းမြင်ဆိုတဲ့ဘယ်လိုအာကုသူမျိုးတွေကိုပြုမှားမိခဲ့လို့အခုလိုတောတောင်ထူထပ်တဲ့နေရာမှာ ညိတာပူဆွေငိုကြွေးစာစာလှဲ့လေကနေရပါသည်လို့မေးလိုက်ပါတယ်ဒီလိုမထေရုကမေးလိုက်တဲ့အခါမှာပြိတ္တာမကလည်းပြန်ပြေးလိုက်တယ်အရှင်မြတ်ဗျာတပြည့်တော်ဒီကယမလောကလို့ခေါ်ရတဲ့ပြိတ္တာတို့ဘုံဌာနမှာမလွဲမရှောင်သာလာပြီးတော့ဖြစ်နေ၍ဆင်းရဲကြည်လွန်တဲ့ပြိတ္တာမကြီးပါဗျာဟိုရှိအခါတုန်းကလူဖြစ်စဉ်အခါမှာလက်ထထိန်များပြီး မရက်ကြီးတယောက်ဖြစ်ခဲ့ပေမဲ့သာသမီမထွန်ကပဲရှိခဲ့တယ်။ဒါကြောင့်လင်ယောက်ျားလူသူက နောက်ထပ်မရတယောက်ယူလိုက်တဲ့အခါမှာမရငယ်ညမအပေါ်မှာအိတ်သာမစ္စရိယာဖြစ်မိတဲ့အတွက်ကြောင့်တန်တေးကြစေတိုက်ကြွေးခဲ့ုံများမကဘူး။သူမရဲ့မိဘဆွေမျိုးတွေက ဝိုင်းပြီးတော့အပြစ်တင်ကြတယ်။ဂျင်းစာပင်စိုခိုင်းတဲ့အတွက်ကြောင့်မလို့အဲ့ဒီဂျင်းစာကိုစိုခဲ့မိပါတယ်။ တရားကိုယ်တို့ကြောင့်ဒါနသီလဘာဝနာလွန်စွာပြည့်စုံတဲ့လူတို့ဘုံကနေသေလွန်ရတဲ့အခါမှာချမ်းသာမှုကင်းတဲ့ဆင်းရဲခြင်းတွေဝိုင်းအောင်နေတဲ့ပြိတ္တာဘုံတို့ကိုပြူထားတဲ့အကုသိုလ်ကံတရားတို့ကြောင့်စိတ်လုံးမကြရှောင်လွဲ၍မရတာပဲနဲ့ဖြစ်ခဲ့ရတာပါဗျာလို့ပြန်လျှောက်တယ်။အရှင်မြတ်ဗျာတပည့်တော်မသည်နတ်နတ်ခင်းညနေခင်းအချိန်တိုင်းမှာ၅ယောက်ကြ၅ယောက်ကြအပြင် သားသမီးများကိုဖွာတန်ဆင်ပြေတဲ့အခါကိုရင်သွေးကလေးများကို စားလုံးပြင်းပြပူပန်လာတဲ့အတွက်ကြောင့်တနာချစ်ခင်မေတ္တာစိတ်များမဝင်နိုင်တော့ဘဲအမြဲမပြတ်ကြိုက်ခါဝါခါစားရွေတာနေရပါတယ်ဖျားလို့အနာဇဝယ်လျှောက်တယ်အဲ့ဒီလိုနဲ့နနက်ပိုင်းမှာ9ရောက်ညနေပိုင်းမှာ9ရောက်အားဖြင့်နေ့စဉ်နေ့တိုင်းသားသမီး10ရောက်ကြစီမွေးဖွားပြီးတော့စားနေရပါတော့လဲပဲ ထိုသားသမီးဆယ်ယောက်တို့သည်တပြည့်တော်မှ၏ရေစာခြင်းထမင်းစာခြင်းတို့ကို ပြေပြောက်ဝါပြောအောင်မစွမ်းဆောင်နိုင်ကြပါဘုရား။စာလောင်မုတ်တဲ့ခြင်းကိုတစိမ့်မက ပြေပြောက်ခြင်းမရရှိတဲ့တပြည့်တော်မှရဲ့နှလုံးအိမ်ကိုပူဇာမပြေဝမ်းတွင်မိကအမြဲတစေလောင်မြိုက်ပူပြင်းမှုကိုပြုနေပါတယ်ဘုရား။ဒါကြောင့်မလို့အပူမင်းငိမ့်စေတတ်တဲ့တောက်ရည်အေးလေးကိုလှဲ့ပတ်ပြီးတော့ရှားပေမဲ့လည်းပဲ အနှဲငယ်များသောရေကိုမြမရတဲ့ဘဝမျိုးမှာဖြစ်နေရပါတယ်ဗျာအဲ့ဒီလောက်ညှိုးမိန်စိုးရိမ်ပြီးတော့ပျက်စီးခြင်းကို ရောက်နေရတဲ့တပြည့်တော်မှဒုက္ခသည်ဒီလိုကြုံနေရတဲ့ဘဝကြီးဖြစ်နေတဲ့အတွက်ကြောင့်ဒီအပုဒေမာကြီးကိုညာတာတနာအရှင်ဘုရားတို့သည်တန်ဝေကညာပွားပြီးတော့မြတ်တော်ရှေထား၍တနာတော်အပြင်ကြည့်ရှုတော်မူလိုက်ကြပါတော့ဗျာအဲ့ဒီလိုနဲ့ကိုခံနေရတဲ့ဆင်းရဲအလုံးစုံကို မဟာထေကိုလျှောက်ထားတယ်ဖြိဓမ္မဒီလိုညည်းတွားလျှောက်ထားတဲ့စကားကိုကြားတဲ့အတွက်ကြောင့်မဟာထေကြီးကလည်းဖြိဓမ္မရဲ့ရှင်းဘဝကပြုတ်လုံကျူးလွန်ခဲ့တဲ့အကုသိုလ်အကြောင်းကို မေးမြန်းလိုက်တယ်ဒုက္ခတွေဝိုင်းုံပြီးတွေ့ကြုံနေရတဲ့ဖြိဓမ္မသင်သည်ဟိုရှိရခင်လူပြည့်စင်အခါကကိုယ်နှုတ်စိတ်တို့ဖြင့်သုံးတန်းသောတွာရတို့ဖြင့်များလာသောဘေကဲ့သို့အကုသိုလ်တွေကိုကြံစီပြောဆိုပြုစုခဲ့ပါသည်နိ ဘယ်လိုအာဟုသူတွေကိုလွန်ကျူးခဲ့ပါသနည်းဘယ်လိုအာဟုသူအကျိုးစွန်းဖြင့်ယင်မမွေးဖွားတဲ့မိမိရဲ့သားသမီးယရနာတွေကိုတနာချင်းကင်းကွာဝါစာ၍နေရတာပါလေလို့မေးလိုက်ပါတယ်ဒီတော့ပြိဋ္ဌာမကလည်းတပြိတော်မကြီးအဖြစ်ကတော့အင်မတန်မှအံ့ဩဖွယ်လဲကောင်းပါတယ်ဟိုရှိရခင်လူဖြစ်စဉ်ကဤအနီးနားမှာရှိတဲ့ရွာမှာပဲတကြွတူးရဲ့သားသမီးမထွန်ကားတော့မရတယောက်ဖြစ်ခဲ့ရပါတယ် ခင်မွန်းတကြွေရဲ့ဆွေမျိုးတွေကလည်းတင့်မယားကြီးကသားသမီးမထွန်ကားဘူးဒါကြောင့်နောက်ထပ်မယားတယောက်ယူရမယ်လို့ပေးစားကြတဲ့အတွက်ကြောင့်မလို့အစပိုင်းမှာတော့တကြွေကတပည့်တော်ကိုချစ်မြတ်နိုးလာတဲ့အတွက်ကြောင့်လက်မခံပါဘူးမယားကြီးဖြစ်တဲ့တပည့်တော်မကလက်ခံရန်တိုက်တွန်းတဲ့အတွက်ကြောင့်နောက်ထပ်ပေးစားခြင်းကိုလက်ခံခဲ့တာပါထိုမယံငယ်လေးအားသားတရေတီတာကိုတပည့်တော်သိတဲ့အခါမှာ ဘုရားတပည့်တော်မသည်အိမ်တောင်အုပ်စည်းရေးအတွက်စိတ်မအေးလာတဲ့အတွက်ကြောင့်မနာလိုအိတ်သာဖြည်းစည်းလာတဲ့အတွက်သားတရေဖြတ်ဖို့ရာအတွက် မျော်တွေးကြံစပြီးလမ်းစာကို ရှာမိပါတော့တယ်ဒီခါမှာပရမိုက်မှာတယောက်နဲ့ဆက်ဆံမိပြီးတော့အစာအသောက်ချီးမြှောက်ပေးဝေးမိတ်ဆွေ ဖွဲ့ပြီးမယငယ်လေးရဲ့သားတရေဖြတ်ချခိုင်းခြင်းမကောင်းမှုကိုပြုမိခဲ့ပါတယ်ဘုရားတို့မယငယ်လေးနှစ်လမြာရာသေးသောသားတရေဟာ ပျက်စီးယိုယွင်းပြီးတော့သွေးအဖြစ်ကြာဆင်း၍သွားခဲ့ပါတယ်။ထိုအခါမှာမယငယ်ရဲ့မိခင်က တပည့်တော်မကိုစိတ်ဆိုးပါလေဗျာ။အဲဒီလိုစိတ်ဆိုးတော့တာဖြစ်ပြီးသူ့ရဲ့ဆွေမျိုးများကိုစုယုံစေပြီးတော့တပည့်တော်မကိုဆဲဆိုချိန်မောင်းကြပြီးမကောင်းတဲ့ချိန်စာကိုစိုခိုင်းကြပါတော့လေဗျာ။တပည့်တော်မလည်းကြောက်လန့်နေတဲ့အတွက်ကြောင့်အကယ်၍တရေပြက်ကြစီကိုတိုက်ကျွေးခဲ့ပါအံဖြစ်ရဘဝ မကောင်းသောဘုံဌာန၌မိမိယင်မှပေါက်ဖွားသောသားသမီးများကိုမေတ္တာမကတ်တပ်ဖြတ်၍စားရပါစေသာလို့အဲ့ဒီလို မဟုတ်မမှန်လောမာသောညံဖြင့်ကြမ်းတမ်းသောကျင်စာကိုဆိုမိခဲ့ပါတယ်ဗျာဒီလိုတရေကြစေတိုက်ကျွေးတပ်ဖြတ်လို့မဟုတ်မမှန်ကျင်စာဆိုခဲ့တယ်ဆိုတဲ့အကုသိုလ်ကံနှမျိုးတို့၏အကျိုးဝိပတ်စွာဖြင့်ပြည်သွေးတွေ အတန်တန်လိမ့်ကြံ၍နေတဲ့မိမိယင်မှပေါက်ဖွားတဲ့ အားငယ်သမီးငယ်များကိုဘူးလောင်ခြင်းဆာလောင်ခြင်းကိုပယ်ဖြောက်တဲ့အနေနဲ့မြတ်တာမသက်ရရဆက်ဆက်စားတော့ရနေရတာပါဗျာလို့သနာစပွဲပြန်ပြီးတော့လျှောက်တယ်ပြိတ္တာမကသူ့ရဲ့ဆင်းရဲရောက်ရပုံကိုသူ့ရဲ့ခင်မွန်းတဲ့တကြွယ်အားသိစေလိုတဲ့အတွက်ကြောင့်အရှင်ဘုရားတို့တပြည့်တော်မှသည် အခြားအရာကမဟုတ်ပါဘူးဗျာဤယူအမနေထိုင်တဲ့ဤအမည်ရှိသောတကြွယ်ရဲ့မယားကြီးဖြစ်ခဲ့ပါတယ် တကြီးတော်မသည်မိမိကိုယ်တိုင်သာသမီမထွန်းကားသူဖြစ်ရကသာသမီထွန်းကားနောက်ထပ်อยู่တဲ့မယငယ်အပေါ်၌မနာလိုအိတ်သာပြီးစီးပြီးသာတရေကြစေတိုက်ကြွေးခြင်းမကောင်းမှုကြောင့်ရုပ်ရည်လည်းမလှဒုက္ခကလည်းအလွန်အမင်းခံစားရ၍စားလုံးပြင်းပြတဲ့ပြိတ္တာမကြီးဖြစ်နေရပါတယ်ဖျားတပြည့်တော်မကတောင်းပန်စကားပြောလိုက်ပါတယ်လို့ရှောက်ထားလိုက်ပါရစေဖျား တပည့်တော်မရဲ့ခင်မွန်းတဲ့ထိုးတကြွယ်အိမ်ကိုကြွပြေးကြပါဗျာတကြွယ်ကအရှင်ဘုရားများကိုစွန့်ခဲဝယ်တို့ဖြင့်ကျွေးမွေးပြုစုပါလိမ့်မယ်ထိုးစွန့်လူဒါနာကုသိုလ်ဖို့ကိုတပည့်တော်မအားစိတ်ညွန့်ရည်မှန်းပြီးအမြအတမ်းများပေးဝေခိုင်းတော်မူပါဗျာအဲ့ဒီလိုအမြအတမ်းပေးဝေခဲ့ရင်တပည့်တော်မသည် ဝမ်းမြောက်နှုံးမော်တာဓုခေါ်နိုင်သည်ဖြစ်၍ဆင်းရဲကြီးလာတဲ့ဤပြိတ္တာဘဝဇိုးကြီးမှာ စောလင်မကြလွတ်မြောက်ချမ်းသာရပါလိမ့်မယ်ဖျားလို့လျှောက်ထားလိုက်ရတယ်။မဟာရီကြီးကလည်းပြိတ္တာမှမှားတဲ့စကားကိုကြားပြတဲ့အခါမှာတနာချင်းကရုဏာမေတ္တာရှေထားပြီတော့ပြိတ္တာမကြီးအာချီးမြောက်ကြတဲ့သဘောဖြင့်တကြွေရဲ့အိမ်ကို စွမ်းကံကြွတော်မူကြတယ်။တကြွေကလည်းပဲမဟာထေရုကိုတွေ့မြင်တဲ့အခါမှာជីနုရှင်ပြစွာဖြင့်ခရီးဥကြိုဆိုပြီး တပိတ်တွေကိုယူဆောင်ပြီးတော့မဟာဒေတို့ကိုတင့်တင်စွာနေထိုင်စေပြီးတော့မွန်မြတ်တဲ့စွမ်းဘောဇင်အာဟာရနဲ့ကျွေးမွေးဆက်ကပ်ဖို့အားထုတ်ကြိုးစားတော်တယ်။မဟာဒေများကလည်းပဲပြိတ္တာမကြီးမှားချလိုက်တဲ့စကားကိုတကြွယ်ကိုပြောကြကြတယ်။အဲ့ဒီစွမ်းဘောဇင်အလူဒါနရဲ့အဖို့ဘာကကို ပြိတ္တာမအားရည်ညွန်းစိတ်တမ်းအမြအတန်းကိုပေးဝေစေတော်မူကြတယ်။ဒီခါမှာ အမြပေးဝေတော်ခဏမှာပဲဝမ်းမြောင်လို့မောတာဓုခေါ်ရတဲ့ပြိတ္တာမဟာပြိတ္တာဘဝမှာတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခအပေါင်းမှကင်းကွာလွတ်မြောက်သွားတယ်ဒုက္ခချမ်းသာတွေပေါ်ပေါက်ရရှိလာပြီးနတ်စည်းစိမ်တမျှကြီးကျယ်များမြတ်လာတဲ့စည်းစိမ်ချမ်းသာအဖျားပြားတို့ကိုရရှိခံစားပြီးထိုနှစ်ညချမ်းအခါမှာခင်မုံဟောင်းတကြွယ်ကိုမိမိရဲ့ကိုယ်ကိုပြတာပြီးဝမ်းမြောက်စေတော်တယ်။ဒီနောက်မှာမဟာသေးတို့လည်းခရီးစဉ်အပြင်သွားရောက်တော်မူပြီး တာဝိထေပြည်ကိုရောက်ကြတဲ့အခါဒီအကြောင်းစုံကိုဖះရှင်ကိုရှောက်ထားကြတဲ့အတွက်ဖះရှင်ကလည်းမဟာဒီများရှောက်ထားတဲ့အရာကိုအကြောင်းပြုပြီးတော့စုဝေးရောက်လာတဲ့ပရိသတ်အပေါင်းကို တရားရည်တိုက်ကြွေးပြီးတော့ဆုံးမဟောကြားတော်မူတယ်။တရားဒေသနာတော်အဆုံးမှာလူအများတို့ဟာထိတ်လန့်ခြင်းတန်ဝေကတွေရကြ၍မနာလိုမှုအိတ်သာနှမျောဝန်တုံမှုမစ္စေရာတရားဆိုမှရှောင်ကျဉ်ကြသဖြင့် ဖရာတခင်စုံလင်စွာဟောအပ်တဲ့တရားတော်မြတ်ကို နာယူခြင်းပွားလူများအတွက်အကျိုးကျေးဇူးအထူးမှန်စွာဖြစ်ခဲ့ပေတော့တယ်လို့ဒီဒေသနာမှာတွေ့ရှိရတယ်။ဒါကြောင့်မနာလိုခြင်းသဘောတရားသည်ကိုယ်မှာဖြစ်စဉ်အခိုက်စိတ်ကိုမထိန်နိုင်၍ကျူးလွန်မိတဲ့အခါမှာအကျိုးပေးတဲ့အခါမှာခါဆက်လာတဲ့အကျိုးပေးကိုရရှိပြီးဆင်းရဲဒုက္ခကိုခံစားရတာကတော့ကိုယ်ကိုယ်တိုင်ပဲဖြစ်တတ်တဲ့အတွက်ဆင်ခြင်သင်ကြောင်း သတိပေးလိုက်ရတာဖြစ်ပါတယ်ဒီနောက်မှာမတ္တာပေတိဆိုတဲ့ဝတ္ထုတစ်ခုလည်းရှိတယ်ဒါကိုလည်းဘုရားရှင်စေတဝန်ကျောင်းမှာတရင်သုံးစဉ်မတ္တာလို့အမည်ရတဲ့ပြိတ္တာမကိုအကြောင်းပြုပြီးဟောခဲ့တာဖြစ်တယ်သာဝတိပြည်မှာပဲတရားတရားရှိပြီးတော့ယရဏသုံးပါးမှာကြီးညိုလေးစားတဲ့တကြွတစ်ယောက်ရှိတယ်သူ့မှာမတ္တာလို့မည်တဲ့မယားကြီးလည်းပဲရှိတယ်အဲ့ဒီမယားကတရားတရားလည်းနေပါတယ် ယရနာ၃ပါးမှလည်းမကြည်ညိုဘူးဆဲဆိုဒေါသမစ္စေရာ ကြီးမာတဲ့အပြင်သာသမီမထွန်ကားတဲ့အမြုံမှ ဖြစ်နေတယ်တကြွယ်ကလည်းပဲအမျိုးနွယ်ပြတ်သွားမှဆိုးတဲ့အတွက်ကြောင့်အမျိုးနွယ်တူတဲကတိတ်သားလို့အမည်ရတဲ့အမျိုးသမီးတူကို ဆောင်ယူလက်ထပ်ထားလိုက်တယ်တိတ်သားလေးကတော့တရားတရားရှိတယ်ယရနာ၃ပါးကိုကြီးညိုလေးစားတဲ့အပြင်လင်သားအပေါ်မှာလည်းပဲ ချစ်ခင်စိတ်ပွားအောင်ဆွဲဆောင်ဆောင်လျှောက်တတ်တယ်။လင်ကလည်းပဲအထူးချစ်ခင်တာပေါ့။ဒီလိုနဲ့တိတ်တာလေးမကြမီကိုဝင်ရပြီးတော့ဆယ်လလွန်တဲ့အခါမှာตาကလေးပွားမြင်တယ်။ตาလေးရဲ့အမည်ကတော့ဘူတာလို့အမည်တွင်တယ်။ဒါတော့သူမဟာအင်းရှင်မဖြစ်လာပြီးကျန်းတော်၄ပါးတို့ကိုရိုသေလေးစားစွာပြုစုလုပ်ကျွေးတယ်။အမျိုးမကတော့တိတ်တာကိုညူစုဆောင်းမြောင်းပြီးတော့တာနေရတော့တာပေါ့။ သာသမီမထွန်းကားတဲ့မယားဆိုပြီးတော့အိမ်မှာလည်းမျက်နာမရဖြစ်လာရှာတယ်။ဒီလိုနဲ့မယားနှစ်ယောက်တို့တနေ့မှဥကောင်းလျှော်ကြတယ်။သပင်းစိုးတွေနဲ့နေကြတဲ့အခါမှာဒီခါမှာတကြွဲကလည်းပဲဂုံကျေးစုအစွမ်းအပြင်မယငယ်လေးတိတ်တာကိုဆွဲလန်းချစ်ခင်မှုများတဲ့အတွက်ကြောင့်နှစ်သက်ဖွယ်စိတ်နှလုံးနဲ့အဲ့ဒီမယငယ်လေးတိတ်တာနဲ့ပဲစကားတွေပြောပြီးတော့နေတယ်။ဒါကိုမတ်တာမြင်တော့မခံနိုင်ဘူး။ မခံနိုင်တဲ့ဖြစ်ခါကြတော့တပည့်စီလှဲပြီးစုပုံထားတဲ့အမိုက်အမုံလေးကိုတိတ်တာလေးရဲ့ကိုဘော်ကိုလောင်းချလိုက်တော့တယ်။ဒီတော့မရက်ကြီးဖြစ်တဲ့မတ်တာဟာနောက်တစ်ချိန်သေလွန်သွားတဲ့အချိန်မှာပြိတာပုံမှာဖြစ်ရပြီးတော့သူပြုတ်ထားတဲ့အာဟုတုကံဆွမ်းကြောင့်ဝဲနာရီဆွဲပြီးအဝတ်အစားလည်းမဝတ်ရမစင်ကြင်ကြီးနှံ့နေလေနန်းစော်ချင်းစတဲ့ငါးမျိုးသောဒုက္ခတွေကိုခံစားနေရတယ်။အဲ့ဒီနောက်တနေ့မှာ ပြိတာမကား စီစာချင်းလွန်မြောက်တဲ့အချိန်မှာအိမ်နောက်ဘေးမှာရေချိုးနေတဲ့တိတ်သာဆိုတဲ့မယငယ်ကို သူ့ရဲ့ခန္ဓာကိုထင်ရှားပြလိုက်တယ်။တိတ်သာကလည်းမေးတဲ့အတွက်ကြောင့်မတ္တာပြိတာမကမိမိရဲ့အကြောင်းအရာအဆုံးကိုပြန်ပြီးတော့ဖြေပြတယ်။အလွန်ကြုံလေး၍နံယိုးပြန်ပြန်ထွက်နေသောအမျိုးသမီးတင်းဒီကအဝိမစိကိုလုံးတိတာဖြစ်၍ဆက်ဆုပ်ရွန်ရှားပွဲအစင်းတရံလည်းရှိတယ်။ပိန်ကြုံ၍အကျော်ပြန်ပြန်ထသောကိုရှိလျက် ေအရက်၌ရက်ဒီကလာတယ်။သင်ကအဘယ်သူဖြစ်ပါသနည်းလို့တိတ်တာလေးကမေးလိုက်တဲ့အခါညီမတော်ငါဒီကမတ်တာဖြစ်၍သင်က တိတ်တာပဲ။ငါဒီရှိဘဝကသင်ဤလင်းသူမိမဖြစ်ခဲ့တယ်။မကောင်းမှုကံကိုပြုမမိတဲ့အတွက်ကြောင့်ဤငါတို့နေရာယရနာပေါ်လာလူပုံဌာနကနေစုတေသေးလွန်တဲ့အခါမှာဆင်းရဲပေါင်းဆုံးနေတဲ့ပြိတ္တာပုံကို ရောက်ခဲ့ရပါတယ်လို့မတ္တာမြည်သောပြိတ္တာမကဖြေတယ်။ မကြီးမတ်တာတင်ဒီကကိုနှုတ်စိတ်တို့ဖြင့်ဘယ်လိုမကောင်းမှုအာဟုသူမျိုးကိုပြုမိမှခဲ့၍ဘဲကံဤအကျိုးဆွမ်းဖြင့်ဤလူပုံမှာစုတေတိန်လွန်တဲ့အခါဆင်းရဲပေါင်းစုံပြိတ္တာပုံကိုရောက်သွားရတာလဲလို့မေးရှာတယ်။ဒီအခါမှာညမတော်တိတ်တာငါဒီကဟိုရှိရခင် လူဖြစ်စဉ်က အမျက်ဒေါသကြီးသူစိတ်ဆိုးစိတ်ပြတ်တတ်သူကြမ်းကြမ်းတမ်းတမ်းဆဲဆိုတတ်သူ မနာလိုအိတ်တာဖြင့် ကိုယ်ဥစားပစ္စည်းခင်မင် ကြီးလာတဲ့အတွက်မစ်စေတာတလီလိမ့်လဲလှဲ့ဖြားကောက်ကျက်သောစကားကိုလည်းပြောဆိုမှားယွင်းခဲ့ခြင်းကြောင့်ဤလူပြည်မှစုတေသိလွန်ကပြိတ္တာပုံတို့ဖြစ်ရာကချမ်းသာမယ်မွဲအလွန်ဆင်းရဲရပါတယ်လို့တနာစပွဲပြောတယ်ဒီတော့ညီမလေးကအမကြီးမတ်တာသင်ဤကြမ်းတမ်းသောအမှုရာဆုံးကိုသိရပါပြီတခြားအကြောင်းကိုဆက်ပြီးတော့မေးပြရစီ ်သင်သည်အဘယ်အကြောင်းခံမကောင်းမှုကံကြောင့်မြေမှုန့်တွေလူပေပြီးတော့ဆိုးဆိုးရရဖြစ်နေရတာလဲလို့မေးတယ်ညီမတော်တိတ်တာရှေ့အခါလူတို့ဘဝလင်းတူမယားကြီးငယ်ဖြစ်ရစဉ်အခါကသင်သည်ဥကောင်းကိုရေချိုးပြီးတော့စင်ကြယ်တန်ရှင်းတဲ့ဝိတ္တန်စာတွေကိုဝတ်ဆင်နေခဲ့တယ်ငါကတင့်ထက်ပင် အလွန်အကျူအထူးပဲပြုပြင်တန်းစာဆင်ထားခဲ့ပါသေးတယ်။အမကြီးဖြစ်သောငါကကြည့်ရှုနေစဉ်မှာပဲသင်နဲ့သ သင်ရဲ့လင်ယောက်ျားတို့ကစကားတွေပြောပြီးတော့နေကြတယ်။အဲ့ဒီအမူအရာကိုမြင်တဲ့ငါမှမရှုစိမ်မနာလို့ဝန်တိုမိစ္ဆာအိတ်သာတရားစိုးတွေဖြစ်ပေါ်ပြီးတော့လာတော့တယ်။အဲ့ဒီလိုအိတ်သာဖြစ်ပေါ်လာတဲ့အတွက်ငါဟာမြေမုံတွေကိုယူပြီးသင်ဦးကောင်းပေါ်ကိုလောင်းချခဲ့မိတယ်။အဲ့ဒီလိုပြုခဲ့တဲ့မကောင်းမှုအကုသိုလ်ကံရဲ့အကျိုးဆက်အားဖြင့်ငါမှမြေမုံတွေလိမ့်ကြံပြီးမသင့်တန်တဲ့ဆင်းရဲဒုက္ခကိုခံနေရတာပါလို့ပြန်ဖြေတယ်။ ဒီနောက်မှာအမကြီးမတ်တာသင်သည်ကျမအမြင်မှုတို့နှင့်ကြဲချခဲ့ပုံကိုတော့သိရပြီဒါအပြင်အကြောင်းစုံကို မေးမြန်းပြရစီအောင်အမကြီးမှာဘယ်လိုအာဟုသူကံကြောင့်ဝဲနာယောဂါတွေဆွက်ကနေတာလဲလို့မေးတော့ညီမလေးတိတ်သာလူပြည့်စံကသင်နဲ့ငါနှစ်ဦးတည်းတောထဲကိုဆေးရှာသွားကြတဲ့အခါမှာသင်ကတော့တကယ့်ဆေးမြစ်ကို ရှာခဲ့ပြီးငါကတော့ခွေးလျားအရင်သီးတွေကိုရှာခဲ့တယ်။ငါကသင်မမြင်အောင်လို့ တဲ့အိယာပေါ်မှာခွေလျာတီမှုန့်တွေကိုကျဲချခဲ့မိတယ်။အဲ့ဒီလိုပြုတ်ခဲ့တဲ့မကောင်းမှုကံအကျိုးဆွမ်းဖြင့်ငါမှာဝဲနာယောဂါဆွဲကပ်ရတာပဲလို့ပြန်ဖြေပါတယ်။ဒီတော့ညီမလေးကအမကြီးမတ်တာတင်းဒီကျမရဲ့အိယာပေါ်မှာခွေလျာတီမှုန့်တွေကျဲချဘူးလားကိုသိရပြီ။ဒါအပြင်နောက်ထပ်အကြောင်းကိုလည်းမေးပြရစေဦး။တင်ဒီအဘယ်ကဲ့သို့မကောင်းမှုကံကြောင့်အဝတ်မပါဘလာကိုတီးဖြစ်နေရတာလဲလို့မေးပြန်ပါတယ်။ ်ညမလေးတိတ်သာလူပြည့်စင်အခါကတငယ်ချင်းမိတ်ဆွေဆွေမျိုးသားချင်းတို့ရဲ့စူဝေးညီညာပေါင်းစုံမိကြတဲ့အခါမှာတင်နဲ့တင်ရဲ့လင်သားကိုသာဖိတ်ခေါ်ကြတယ်ငါကိုတော့မဖိတ်ကြဘူးငါကတင်မသိအောင်တင်ရဲ့အဝတ်အထည်တွေကိုခိုးဖွက်ခဲ့တယ်အဲ့ဒီလိုခိုးဖွက်ခဲ့တဲ့အာကုသိုလ်ကံအကျိုးအဆွမ်းဖြင့်ငါမှာအဝတ်မပါဘလားကိုတီးကြောက်ရွံ့စရာအဆင်းသက်တမ်းဖြစ်နေရတာပါပဲဒီတော့ညီမလေးကထမ်းမိတယ် အမကြီးမတ်တာသင်သည်ညမပြစ်တော်ကျမရဲ့အဝတ်တွေကိုခိုးဝယ်ခဲ့တဲ့အကြောင်းကိုသိရပြီးနောက်ထပ်အကြောင်းမေးပြရစေဦးသင်သည်ဘယ်မကောင်းမှုကံကြောင့်ကျင်ကြီးနှံ့တွေဖြားဖြားဖြင့်မခံသာအောင်နန်းစော်ပြီးတော့နေရတာလဲလို့မေးပြန်တယ်ညမလေးဒိတ်တာငါသည်ရှေးလူဖြစ်စဉ်ကသင်၏နန့်သာပန်းနှင့်အဖိုးများစွာ ထိုက်တန်သောနန့်သာပြောင်းတွေကိုကျင်ကြီးတွင်တဲ့သို့ချပြစ်ခြင်းဆိုတဲ့မကောင်းမှုအကုသို့ကိုပြုခဲ့တယ် ဲ့ဒီအာကုသောကံအကျိုးစံဖြင့်ယခုဘဝမှာငါကိုယ်ကနေကျင်ကျင်းနဲ့ထွက်နေတာပါလို့ပြန်ဖြေလိုက်တယ်။အမကြီးမတ်တာသင်္သင်ညမရဲ့ပန်းနှံသားတွေကိုခိုးဝဲခဲ့ခြင်းမကောင်းမှုကံကိုသိရပြီ။ဒါအပြင်နောက်တစ်ခုမေးပြစေ။ဘယ်အာကုသောကံကြောင့်ဒီလိုဆင်းရဲပေါင်းစုံကိုတွေ့ကြုံခံစားနေရတာလဲလို့မေးပြန်တယ်။ညမလေးတိတ်တာရှေးလူဖြစ်စဉ်ကသင်နဲ့ငါနှစ်ဦးစလုံးမှာညီမျှတဲ့ပစ္စည်းဥစ္စာတွေပိုင်ဆိုင်ခဲ့ကြတယ်။ လူစရာဝတ္ထုပစ္စည်းတွေလည်းထင်ရှားရှိခဲ့ကြပါလျက်နဲ့ငါကမိမိရဲ့မိကိုအားထားရာတစုံတစ်ခုသောကုသိုလ်ကောင်းမှုမှမပြုလုပ်ပဲလူရန်ခြင်းလည်းမရှိ သီလလည်းမဆောက်တည်ဘာဝနာလည်းမပွားများပဲနဲ့အကုသိုလ်ကြိုက်ဒုစရိုက်များကိုသာနေရှိသမျှလိုက်စားပြုလုပ်ပြီးနေပြီးတော့ပျော်ပါရွှင်ပြုံးအချိန်ဖြုံးနေခဲ့မိတယ်အဲ့ဒီလိုပြုစုမကောင်းမှုအကုသိုလ်တို့ကြောင့် ငါဟာဆင်းရဲမျိုးစုံကိုခံစားပြီးနေရတာပါလို့မြမလေးကိုပြန်ဖြေကြတယ်ဒီလိုဖြေကြပြီးတဲ့နောက်မှာမတ်တာပြိတာမက ရှေးလူဖြစ်စဉ်တုန်းကသူ့ရဲ့ညီမတော်တိတ်တာရဲ့စကားတွေကို နားမထောင်ခဲ့ပဲသူမိုက်မားခဲ့မိတဲ့အပြစ်တွေကိုဝန်ခံရင်းနဲ့ပြောပြတယ်မြမလေးတိတ်တာရှေးလူဖြစ်စဉ်အခါတုန်းကငါအာသင်ကအမကြီးရဲ့သင်ဒီမကောင်းမှုဒုစရိုက်တွေကိုနေ့စဉ်အမြဲမှီဝဲပြုလုပ်ပြီးတော့နေတယ် အဲ့ဒီလိုမကောင်းမှုတွေပြုနေခြင်းဖြင့်သူဂတိဘုံဘဝကိုလည်းမရောက်နိုင်ဘူးလို့ထက်ခါထက်ခါဖြောင်းဖြားပြောဆိုခဲ့ဘူးတယ်။ယခုအခါမှာငါသည်ညီမလေးပြောတဲ့အတိုင်းသာလက်တွေအားဖြင့်ချမ်းသာနဲ့လွဲပြီးတော့ဆင်းရဲမျိုးစုံကိုတွေးကြုံခံစားနေရပါပြီလို့ပြောတယ်။ဒီတော့ညီမလေးကအမားကြီးမှတ်တာ လူဖြစ်စဉ်က အကောင်းပြောဆိုနေသောငါကိုသင်သည်အမားထင်မြင်ပြီးတော့ဆန့်ကျင်ဘက်အားဖြင့်ယုံကြည်ဆွဲလန်းနေခဲ့ဘူးတယ်။ ဒီထက်မကညမကိုပင် အမြဲတမ်းစောင့်ချဲ့၍မမျိုးသိမ့်နိုင်ပဲအလွဲတွေမှတ်ယူပြီးညူစုဆောင်းမြောင်း၍သာနေခဲ့ဘူးတဲ့ယခုအခါမှာအဲ့ဒီမကောင်းမှုဒုစရိုက်တို့ဤကြမ်းတမ်းရက်ဆက်အကျိုးဆက်တွေကိုမျက်မြင်ရှေ့ရှုတတိပြုပြီးတော့သိစေလိုပါတယ်။ရှေးဘွားကအမကြီးသိမ်းစီထားခဲ့တဲ့ကိုပိုင်ဥစ္စာပစ္စည်းများနဲ့ကျမဝတ်ဆင်ထားတဲ့ဝတ်စားတန်စာအပြားပြားတို့ဟာတည်သွားပြီးတဲ့အချိန်ကြရင် တခြားကြံရစ်ကြသူတွေကယုံငင်သုံးဆောင်ကြမှာဖြစ်တဲ့အတွက်ကြောင့် ်စီးစဉ်ဥစ္စာအဖျားဖျားတို့သည်တည်မြဲခိုင်မာခြင်းသဘောမရှိကြဘူးမာကြီးရေယခုမကြခင်ပဲခလေးရေဖေဖခင်တင့်ချစ်လင်ဈေးဝယ်ရာက ပြန်လာတော့မယ်အမကြီးကိုတနာရှိရှုတစုံတစ်ခုသောပစ္စည်းကိုပေးကောင်းပေးပါလိမ့်မယ်ဒါကြောင့်အမကြီးကဤအိမ်မှပြန်မသွားသေးပဲနဲ့ခဏလောက်စောင့်ပါဦးလင်ယောက်ျားပြန်လာတဲ့အထိနေပါအောင်လို့တားရှာတယ်။ဒီတော့အမဖြစ်သူကညီမလေးတိတ်တာ အခုငါမှာအဝတ်စားမပါဘဲနဲ့ဗလာကူတိဖြစ်နေတဲ့အပြင်ဆက်စုပ်ရွန်ရှားပွဲအစင်းတံတန်းကြီးလည်းရှိနေတယ်။ဘိန်းလီပြီးတော့အကျော်ပြိုင်ပြိုင်ထားတဲ့ကိုခန္ဓာရှိနေတဲ့အတွက်အမျိုးသမီးတို့အတွက်ရှက်ပွဲ ထိတ်လန့်ပွဲကြီးပါကွယ်။ကလေးအဖေကိုငါခန္ဓာကိုယ်ကိုမမြင်စေလိုဘူးလို့ပြောတယ်။ဒီလိုဆိုရင် အမကြီးလိုသမျှဂုံပြေဝအောင်လို့ဆောင်ရွက်လိုတဲ့ညီမတော်တိတ်တာက ယခုအခါမှာအမကြီးအတွက်ဘယ်လိုဝတ္ထုပစ္စည်းတွေအသုံးဆောင်တွေကိုပေးရပါမလဲအမကြီးစိတ်လိုကြပြီးမြောက်၍ချမ်းသာမှုရရှိအောင်လို့ဒီလောကမှာထင်ရှားရှိတဲ့ဘလို့ကျေးဇူးများကိုညီမလေးပြုလုပ်ပေးလို့ရမလဲလို့မေးတယ်။ညီမလေးရေသင်သည်တန်ဃာမယဟန်တော်၄ပါးကို ပင့်ပါ။ပုဂ္ဂိုလ်မယဟန်တော်၄ပါးကို ပင့်ပါ။အဲ့ဒီယဟန်တော်၈ပါးတို့ကိုစွန့်ဘောဇင်တွေဆက်ကလူတန်းကျွေးမွေးပြီးတဲ့အခါငါ့ကိုအလူအဖို့အမြတမ်းပေးဝေးပါ။ အမြတမ်းပေးဝေတဲ့အခါမှာငါသာရုခေါ်မယ်။သာရုခေါ်တဲ့အခါမှာချမ်းသာခြင်းကိုရလိမ့်မယ်လို့ပြောရှာတယ်။ဒီတော့ညီမလေးကလည်းကောင်းပါပြီလို့ဝန်ခံလိုက်ပြီးတော့ရဟန်းတော်၈ပါးပင့်၍စွန့်လုံကျွေးပြီးတော့အဝတ်ထဲသင်္ကန်းတွေလည်းပဲလှူဒန်းပေးပြီးတဲ့အခါပြိတာမကိုအမြတမ်းပေးဝေလိုက်တော့တယ်။သူပြုတဲ့ကုသိုလ်တွေကိုအမြတမ်းပေးဝေလိုက်တဲ့အတွက်ကြောင့်မလို့သာရုခေါ်လိုက်တဲ့အခါမှာ အလူဒါနရဲ့အချားမဲ့မှာပဲစားဝယ်တောက်ရာအဖျားဖျားဝစ်စင်ဇရာတို့ဖြင့်တောက်ရေးစင်စားသားအတုံးဆောင်များကိုရရှိခြင်း ဆိုတဲ့အလူဒါနရဲ့အကျိုးတွေဖြစ်ပေါ်လာတော့တယ်။ဒါပြင်ပြိတ္တာမကစင်ကြယ်လှပါတဲ့ကိုအစင်းရှိလာတဲ့အတွက်ကြောင့်မလို့စင်ကြယ်သောအဝတ်တန်းစားတွေကိုဝစ်စင်ပြီး ကောင်းမြတ်တဲ့အဝတ်တန်းစားတို့ဖြင့်တန်းစားဆင်ထားပြီးတော့ညီမလေးစီကိုကိုထင်လာပြတယ်။ ဘယ်လိုပြတဲ့အတွက်ကြောင့်မလို့တိတ်တာကလည်းလှပတင့်တယ်ပြီးတော့မိုးနှက်မဲ့ကဲ့သို့အင်မတန်တင့်တယ်နေတော့သင်သည်အဘယ်သူနေလို့မေးတယ်ဒါကြောင့်ညီမလေးလှုပ်တဲ့သူကဒီလောက်လှပနေတဲ့ရုပ်အစင်းဒီလိုကောင်းကျိုးချမ်းသာတွေဟာဘလို့ကောင်းမှုကြောင့်ဖြစ်တာလဲလို့မေးလိုက်တဲ့အခါမှာနတ်သမီးကလည်းအကြောင်းစုံပြန်ပြီးတော့ဖြေကြလိုက်တယ်ညီမလေးငါဒီရှေးလူဖြစ်စဉ်အခါကတင့်ရဲ့အမကြီးမတ်တာပဲ သင်ပြုပေးခဲ့တဲ့ကုသိုလ်ကောင်းမှုတို့ကြောင့်အဲ့ဒီကောင်းမှုကုသိုလ်တွေကိုသာဓုခေါ်ပြီးတော့ပြိတ္တာဘုံဘဝကနေလွတ်မြောက်ခဲ့ရတာဖြစ်တယ်လို့အကြောင်းစုံကိုပြောပြလိုက်တော့တယ်။အဲ့ဒီလိုနဲ့အမအကြီးလည်းပဲလူပေါင်းလောကမှာကုသိုလ်ကောင်းမှုတွေမမေ့စေဖို့နောင်လာနောက်သားတို့ကိုလည်းပဲမနာလိုဣဿာမစ္စရိယတရားမပွားကြစေဘဲနဲ့လူဘဝရခိုင်အကျိုးရှိသောဒါနသီလဘာဝနာကောင်းမှုတွေကိုပြုသင်ကြောင်းမှာကြားခဲ့၍ကွယ်ပြောက်သွားပါတော့တယ်။ ဒါကြောင့်မနာလိုခြင်းဆိုတာဟာစိုးကျိုးများစွာကိုဖြစ်စေတယ်။ဖြစ်နေစဉ်အချိန်မှသာစိတ်ကိုမထိန်နိုင်ပဲတစ်ဖက်သားအပေါ်မှာမနာလိုဝန်တိုမှုဖြစ်ပြီးမကျူးလွန်တဲ့အမှုမျိုးတွေကိုကျူးလွန်မိတယ်။အဲ့ဒီကျူးလွန်မိသော အမှုတိုင်းဟာလည်းပဲကိုယ်စီကိုပြန်လာတတ်တဲ့အတွက်ကြောင့်စင်ကျင်တင်တယ်ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့သည်မကောင်းမှုဒုစရိုက်မှန်သမျှကိုမြူးတမုံမြမကျူးလွန်မိကြဘဲနဲ့ ကောင်းမှုကုသိုလ်တွေစုနိုင်ကြကုန်၍အင်းငင်းရာမန်မျက်နှိပ်ပံကို မျက်မှောက်ပြုနိုင်သော သူတော်ကောင်းသူတော်မြတ်များဖြစ်နိုင်ကြပါစေ။သာ